ပฏิပဒာသုံးသာဝတိမြို့မှာသရင်30ညဇွာပြန်ဟောခဲ့သက္ကယနေရောသက္ကယသမုဒယဂာမိနေသာဘိကွေပฏิပဒံဒေသနာမိသက္ကယလို့ခေါ်တဲ့ခန္ဓာ5ပါးဖြစ်ချင်းရဲ့ဖြစ်ချင်းကို ရောက်စေနိုင်တဲ့အကျင့်လေးဟောမယ်သက္ကယနေရောဒသက္ကယရဲ့ချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်ကိုရောက်ကြောင်းဖြစ်တဲ့အကျင့်တွေကိုယူဟောမယ်ပြောချင်တာကတော့ခန္ဓာကိုရာကြောင်းအကျင့်တွေနဲ့နိဗ္ဗာန်ရောက်ကြောင်းအကျင့်ခန္ဓာကိုရာကြောင်းဆိုရင်ခန္ဓာကိုရပြီခန္ဓာ၅ပါးရပြီခန္ဓာကိုရပြီဆိုရင်ဒုက္ခတွေကဇက်တိုက်ဖြစ်မှာပေါ့ နိဗ္ဗာန်ရောက်ပြီဆိုရင်ခန္ဓာကိုယ်မရတော့ဘူးဆိုရင်နိဗ္ဗာန်ရောက်ပြီနိဗ္ဗာန်ရောက်ပြီဆိုရင်ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ဒုက္ခတွေမဖြစ်တော့ဘူးအဲ့ဒါတွေပဲပြောတာပါပဲသက္ကာယလို့ခေါ်တဲ့ခန္ဓာကိုယ်ရာကြောင်းအကျင့်တွေဆိုတာဘာလဲအဓိကတော့ပညာပါပဲအတုတဝါဘုဒ္ဓဇနောဘုဒ္ဓတာမရှိတဲ့ဘုဒ္ဓဇင်တွေဟာ အရိယာတွေသူတော်ကောင်းတွေကို မဖူးဘူးအရိယာတွေရဲ့တရားသူတော်ကောင်းရဲ့တရားတွေကို မနာဘူးအရိယာတွေသူတော်ကောင်းတွေရဲ့တရားတွေကို တကယ်ကြွားကျင်အောင်မလေ့ကျင့်ဘူးဆိုတဲ့အတွက်ကြောင့်သူတို့ရဲ့အမြင်တွေဟာကွာသွားတယ်ဘလို့မြင်တယ်လဲဆိုတော့ရုပ်ကိုအတ္တလို့မြင်တယ်ခန္ဓာငါးခန္ဓာကိုငါးခန္ဓာကိုလို့မြင်တယ်ငါးရုပ်ငါးရုပ်လို့မြင်တယ်ပေါ့ ယုတ်ကိုအတ္တလို့မြင်လာပြီငါကနာကိုငါယုတ်လို့မြင်လာပြီဆိုရင်တဲ့သူနဲ့ဆက်ဆက်ပြီးတော့လုပ်တဲ့လုပ်ငန်းတွေမာနမြအကုန်လုံးပါဘာလဲဆိုရင်ခန္ဓာကိုရဖို့ကြီးပဲဒုက္ခရောက်ဖို့ကြီးပဲဒါကြောင့်ခန္ဓာကိုရကြောင်းတရားဆိုတာဘာလဲဆိုတော့အောက်မှာပြောထားတဲ့ဒုက္ခသမှုရိယကာမိနိသမနုပတ္တနာတဲ့စင်ရခြင်းကိုရောက်စေတတ်တဲ့ ရှုမြင်ခြင်းပါပဲလို့ပြောတာဟုတ်နိဗ္ဗာန်ရောက်အောင်ကျင့်ပြီးကျင့်ပြီဆိုရင်တော့ဗာလဲဆိုရင်ဒုက္ခရဲ့ချုပ်ကြောင်းဖြစ်တဲ့နေဒီကွာကြောင့်မှချုပ်ကြောင်းအကျင့်တွေကိုရှုမြင်ခြင်းပါပဲဒါကြောင့်အကျင့်ဆိုတာရဲ့ရှုမြင်ခြင်းဆိုတာရဲ့လူလူပါပဲနောက်အိဋ္ဌသုရူပံဘိက္ခေအိဋ္ဌံရုပ်ဆိုတာအိဋ္ဌမမြဲဘူးမမြဲတာမှန်သမျှစင်းရဲတယ်စင်းရဲတာမှန်သမျှအဆိုးမရဘူး ဒါကြောင့်အစိုးမရတာကိုကောင်းကောင်းသိပြီးတော့ဒါငါဟာမဟုတ်ဘူးဒါငါမဟုတ်ဘူးဒါငါအတ္တမဟုတ်ဘူးဆိုပြီးတော့မမှန်ကန်ကန်မြင်နိုင်အောင် ကြိုးစားကြရမယ်တဲ့အဲလိုငါမဟုတ်ဘူးငါအတ္တမဟုတ်ဘူးငါကိုယ်ပိုင်ဥစ္စာမဟုတ်ဘူးလို့မမှန်ကန်ကန်မြင်နိုင်မယ်ဆိုရင်ဝိပဿနာအနေနဲ့မြင်အောင်ကြိုးစားနိုင်တဲ့ပုဂ္ဂိုလ်ဟာစိတ်တံဝိရဇ္ဇတိတမ္မမှုလေကျင်းသွားတယ် ဝိမုစတိဓမ္မမှုကိယုံနဲ့မကဘဲနဲ့အာတော်တွေကုန်ပြီးတော့ဒီကိလေသာတွေကလွတ်မြောက်သွားပါတယ်အဲ့ဒါကအနိစ္စမြင်နိုင်ရင်အနိစ္စမြင်နိုင်ခြင်းကြောင့်ရနိုင်တဲ့အကျိုးတရားတွေကိုဆက်ပြောတာပေါ့နော်အနိစ္စမြင်ပြီဆိုရင်ဒုက္ခလည်းမြင်တယ်အနိစ္စမြင်ပြီဆိုရင်အနတ္တလည်းမြင်တယ်အနိစ္စမမြဲဘူးဆိုတဲ့သဘောတရားကိုမြင်ပြီဆိုရင ငါဟာငါလို့လည်းမစွဲတော့ဘူးငါလို့လည်းမစွဲတော့ဘူးငါအတ္တဆိုတာလည်းပဲမစွဲတော့ဘူးအနိစ္စတော့မြင်ပြီဆိုရင်စိတ်ဟာဒီခန္ဓာကိုယ်ပေါ်မှာတွေ့တာမှုတွေမရှိတော့ဘူးအတော်တွေလည်းပဲကုံသွားနိုင်တယ်ဒါကအနိစ္စမြင်ကြီးရဲ့အကျိုးတရားတွေပေါ့နောက်ဆုံးသုံးချောင်းပေါ့ အဲ့လိုပြင်အသောတွေကပုံမီဆိုရင်ဝိမုတ်တ္တာထိတံသူရဲ့စိတ်ကလေးဟာတကယ်တည်ငြိမ်သွားပြီအသောတွေကကုံသွားတာပြည့်တယ်လွတ်မြောက်သွားတာပြည့်တဲ့တရားတည်ငြိမ်သွားပြီတည်ငြိမ်သွားပြီဆိုတဲ့သူတွေဟာတန်တုတ်တိတံနော်ဉာဏ်မှုရသွားပြီတန်တုတ်တိတ္တာနပိတ္တိဉာဏ်မှုရသွားတာပြည့်တဲ့တရားမတက်မတ်တော့ဘူးဒီဘဝမှာပဲအေးချမ်းသွားပြီလို့ဒီလိုပြောတာပေါ့နော်ဒုတိယအိဋ္ဌသော ဒါလေးပြောပြီးတော့ပါပြီနော်အဲဒီယုံနဲ့ပတ်သက်ပြီးတော့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့မမြဲဘူးလို့မြင်မယ်ဆိုရင်ခုနအတိုင်းမှာပဲဒုက္ခလည်းမြင်မယ်အဲအစိုးမရတဲ့အနတ္တကိုလည်းပဲမြင်မယ်ငါဟာလည်းငါဟာဆိုတဲ့အမြင်တွေလည်းမထမ်းမရှိတော့ဘူးမှားတဲ့အမြင်တွေမရှိတော့ဘူးငါဥစ္စာဆိုတဲ့ငါမှားတဲ့အမြင်လည်းမရှိတော့ငါအတ္တဆိုတဲ့မှားတဲ့အမြင်လည်းပဲမရှိတော့ဘူးတဲ့အဲ့လိုမမြဲဘူးဆိုတဲ့သဘောတရားကိုမှန်မှန်ကန်ကန်မြင်နိုင်မယ်ဆိုရင်ဟိုဘက်သွားကြည့်မယ်နော် ဘောဗန္တာနှုတ်တိနောနဝန္တိတဲ့ရှေ့အပိုင်းကိုရှေ့အပိုင်းကိုဆင်လိုက်တဲ့အယူတွေရှေ့အပိုင်းဆိုတာအတိတ်တွေကိုပြောတာပါပဲအတိတ်နဲ့ပတ်သက်တဲ့မိစ္ဆာဒိဋ္ဌိတွေလည်းပဲမဖြစ်တော့ဘောဗန္တာနှုတ်တိနာအသတိအတိတ်နဲ့ပတ်သက်တဲ့မိစ္ဆာဒိဋ္ဌိတွေမဖြစ်တော့ဘူးဆိုရင်အပရဏာနှုတ်တိနောနဝန္တိအနာဂတ်ဆိုတဲ့နောင်အဖို့နဲ့ပတ်သက်တဲ့နောင်ကိုအဖို့ကိုအကြောင်းပြုပြီးတော့ အဲယူဆထားတယ်မှားတဲ့အယူဖြစ်တဲ့မိစ္ဆာတည်းတည်းတွေလည်းပဲမဖြစ်တော့ဘူးအဲ့လိုအတိတ်တွေအနာဂတ်အတိတ်တွေနဲ့ပတ်သက်တဲ့မှားရတဲ့အမြင်တွေအနာဂတ်တွေနဲ့ပတ်သက်တဲ့မှားရတဲ့အမြင်တွေမရှိတော့ဘူးဆိုရင်တဲ့သူဟာတတ္တနာတည်းတည်းနေနဲ့ထာမတာနော်အမှားတဲ့အယူတွေကိုအင်းနဲ့အားနဲ့မယူတော့ဗရမတာသီလပဒဗရမတာတည်းတည်းနေနဲ့အမှားတဲ့အယူတွေကို ပြင်းပြင်းထန်ထန်မယူတော့ဘူးတဲ့ ခိုက်လို့မယူနိုင်တဲ့အခါကျတော့ယုံနဲ့ပတ်သက်ပြီးတော့မိစ္ဆာဒိဋ္ဌိတွေမဖြစ်တော့ဘူးဟိုဆွဲဆွဲဆွဲလမ်းမှုတွေမဖြစ်တော့ဘဲနဲ့ဒီဘဝမှာပဲနိဗ္ဗာန်ရောက်ပြီးတော့အတောကုန်ကံယဟန္တာဖြစ်နိုင်ပါတယ်လို့ပြောတာပေါ့ဒါကြောင့်ဒီရတီတော့ကို ချုပ်ပြီးတော့ပြောရမယ်ဆိုရင်အဲလူတယောက်ဟာနော်ပฏิပဒါတော့အရာပြောမယ်ဆိုရင်တော့အဲခန္ဓာအတ္တနဲ့ပတ်သက်ပြီးတော့အစွဲလမ်းဆိုတဲ့ မှားတဲ့လမ်းကြောင်းကိုမလိုက်စေနဲ့နော်အတ္တမရှိဘူးဆိုတဲ့မှန်ကန်တဲ့လမ်းကြောင်းကိုလိုက်ပလဲစေအနေဆာတုပ်ကိုကြည့်ပြီးပြီဆိုရင်လူတယောက်ဟာအစကောင်းရင်အကုန်လုံးအဆုံးနေပါကောင်းသွားနိုင်တယ်အစကဘာလဲဆိုတော့မမြဲတဲ့သဘောတရားလေးတွေကို မြင်နိုင်ရမယ်အဲ့လိုအစကောင်းမယ်ဆိုရင်နောက်ဆုံးကြတော့နိဗ္ဗာန်ထိကိုရောက်သွားနိုင်ပါတယ်အယူဆမှားတွေဘဝတန်တရားကပါလာတဲ့အယူဆမှားတွေလည်းပဲအကုန်လုံးပပျောက်နိုင်ပါတယ်ဒီလိုပြောတာပါပဲနော် 知道吧？No, uh